နှစ်နှစ်လောက်ကြာကာကွယ်ဆေးထိုးခွင့်မရပဲဖြစ်နေတဲ့အာရခတ်တပ်တော်အေအေထိန်ချုပ်ထားတဲ့မြို့နယ်အလုံးမှာကွင်းစင်းပြီးတော့အခမဲ့ထိုးပေးနေပြီလို့သိရပါဗျ။ မွေးကင်းစားကနေ၃နှစ်အတွင်းကလေးတွေအတွက်ကာကွယ်ဆေးတွေကိုအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့အာရခပြည်သူ့ကျန်းမာရေးဌာနကကွင်းဆင်းပြီးတော့ထိုးပေးနေရပါလက်ရှိမှာအေအေထိန်းချုပ်ထားတဲ့မြို့နယ်အချို့မှာစတင်ထိုးပေးနေပြီးနောက်ထပ်မြို့နယ်တွေမှာလည်းဆက်လက်ထိုးပေးသွားမယ်လို့အေအေနဲ့နီးစပ်သူတယောက်ကနရစရာကိုအတည်ပြုပြောပါရတယ်။ အခုထိုးပေးရမှာပိုလီယိုရောဂါကာကွယ်ဆေးမိခိုင်ကာကွယ်ဆေးနဲ့ကလေးတွေအတွက်လအလိုက်နှစ်အလိုက်ထိုးပေးရမယ့်ကာကွယ်ဆေးတွေကိုထိုးပေးနေတာလို့လည်းသိရပါတယ်။အေးအေးထိန်းချုပ်ထားတဲ့မောင်တော်မျိုးနယ်ကမွေးကင်းစကလေးတွေကိုလည်းပြီးခဲ့တဲ့မိုးရာတွေအတွင်းအေးအေးကကာကွယ်ဆေးအခမဲ့ထိုးပေးခဲ့တယ်လို့သိရပါတယ်။ စစ်ကော်မရှင်ကရခိုင်ပြည်အတွင်းပြည်မပတ်နဲ့ဆက်တွေ့တဲ့ကုံလန်ရေလန်းတို့ကိုပိတ်ဆို့ထားတဲ့အတွက်ကာကွယ်ဆေးတပ်ယူရရှိရေးမှာ အခက်အခဲရှိနေတဲ့အတွက်အခုလိုမြို့နယ်အလုံးကိုလွှမ်းခြုံထိုးပေးနိုင်တာမရှိခဲ့ပဲကြန့်ကြာနေခဲ့တာလို့သိရပါတယ်လက်ရှိမှာအေအေထိန်းချုပ်ထားတဲ့မြို့နယ်အားလုံးကမွေးကင်းစားကနေ၃နှစ်အထိကလေးတွေကာကွယ်ဆေးထိုးခွင့်ရတော့မှဖြစ်လို့အတိုင်းမတိဝမ်းတပြော်ရွှင်မိတယ်လို့လဲကာကွယ်ဆေးမထိုးရသေးတဲ့ကလေးမိခင်တယောက်ဖြစ်သူဒေါ်ရီရီကပြောပါရယ် ရခိုင်မှာမြို့ရင်တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကနေစပြီးရခိုင်ကမြို့နယ်အလုံးနီးပါးမှာမွေးကင်းစကလေးတွေကိုကာကွယ်ဆေးထိုးပေးနိုင်တာမရှိခဲ့ပါဘူး။အဲ့ဒီလိုကာကွယ်ဆေးမထိုးခဲ့ရလို့ကလေးတချို့ကျန်းမာရေးချိုးတဲ့မှုတွေရှိခဲ့တယ်လို့လည်းကလေးမိခင်တွေကနိုရီဇရာကိုပြောဆိုထားပါရဲ့ရှင်။